ညီကိုတို့အားလုံးပဲမင်္ဂလာပါခင်ဗျာဘာမှကိတ်ကနေကြိုးဆိုပါရစေကျွန်တော်ကတော့ကိုဆက်ပါအခုကတော့2025ခုနှစ်စက်တင်ဘာလ25ရက်နေ့အတွက်နောက်ဆုံးရသတင်းတွေကိုစုစည်းပြီးတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်ခင်ဗျာမန်ယူအသင်းရဲ့တမိုင်းမှာဂိုးအများဆုံးသွင်းတဲ့သူဖြစ်စံချိန်တင်ခဲ့တဲ့ကန်ဒဝင်တိုက်စစ်မှုဝိန်းရိုနီကမန်ယူမှာသူနဲ့ရော်နယ်ဒိုအသွေးညီခဲ့တာဟာကိုလိုချင်တာနဲ့ဖြစ်ချင်တာအတွက်ပြက်သားတဲ့စိတ်သက်ရှိတာချင်းတူညီလို့ဖြစ်တယ်လို့ပြောလိုက်တဲ့သတင်းကို ပထမဦးဆုံးအနေနဲ့တင်ဆက်ပေးချင်ပါတယ်။ရိုနယ်ဒိုနဲ့ဝိရူနီဟာမန်ယူမှာဂန်နဝေနီးပြစာအဲလက်စ်ဖာဂူဇန်အောက်မှာအတူတွဲကစားခဲ့ပြီးအဲ့ဒီအချိန်တုန်းကအထူးရောက်ဆုံးတိုက်စစ်အတွဲဖြစ်ခဲ့တာပါ။ဝိရူနီကဘာပြောလဲဆိုတော့ရိုနယ်ဒိုနဲ့ကျွန်တော်မှာတူညီတဲ့အရာတခုရှိပါတယ်။အဲ့ဒါကတော့ကိုလိုချင်တာကိုဖြစ်ချင်တာအတွက်ဦးတည်ချက်ရှိရှိနဲ့ပြတ်သားတဲ့စိတ်နဲ့ရအောင်လုပ်တတ်တာပါပဲ။တချို့အမြင်မှာတော့ဒီကူကောင်းစံတယ်လို့သတ်မှတ်ချင်စရာမျိုးဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ကျွန်တော်ပရီးမီးယားလိဂ်ဖလားလိုချင်တယ်အောင်မြင်ချင်တယ် မျိုးလင့်ချက်အတွက်အဲ့ဒီစိတ်နဲ့ပဲစူးစားခဲ့တာပါရော်နယ်ဒိုကလည်းကမ္ဘာအကောင်းဆုံးဘောလုံးသမားဖြစ်ဖို့အဲ့လိုစိတ်နဲ့ပဲလှုပ်ဆောင်ခဲ့တာဖြစ်ပါတယ်မန်ယူမှာသူနဲ့ကျွန်တော်အသွဲညီတာကအဲ့ဒီလိုစိတ်ရှိတာချင်းတူလို့ဖြစ်တယ်လို့လည်းပြောကြားခဲ့တာပါပေါ်တူဂီနဲ့အင်္ဂလန်တွေ့တဲ့ပွဲစဉ်မှာရော်နယ်ဒိုကြောင့်အနီကက်အပြတ်ခံခဲ့ရပေမဲ့မီဒီယာတွေဝိုင်းလော်ခဲ့တဲ့ကြားကဝင်းရိုနီဟာမန်ယူမှာရော်နယ်ဒိုနဲ့တွဲဖက်ညီညီကစားနိုင်ခဲ့တာဟာသူတို့နှစ်ယောက်ကြားမှာရှိတဲ့တူညီတဲ့စိတ်နေစိတ်ထားကြောင့်လို့တော့သတ်မှတ်ရတော့မှလည်းဖြစ်ပါတယ်ခင်ဗျာ။ AC Milan အသင်း၊ Juventus အသင်း၊ PSG အသင်း၊ Chelsea နဲ့ Real Madrid အသင်းတွေကိုကင်တွယ်ခဲ့တဲ့လက်ရှိဘရာဇီးလ်ပြအန်ဆယ်လော်တီကပိုင်ရှင်ဟောင်း Ibrahimovic ရဲ့ပြတ်သားမှုတွေက Chelsea ကိုအောင်မြင်မှုတွေရစေခဲ့ပြီးအခုလိုအနေအထားကိုရောက်စေခဲ့တာဖြစ်တယ်လို့သူကိုယ်တိုင် ရေးသားထုတ်ဝေလိုက်တဲ့ကိုကြီးအထုပ်ပတိစာအုပ်ထဲမှာထည့်သွင်းရေးသားခဲ့တဲ့သတင်းကိုပြောပြပေးပါမယ်။ အန်ဆယ်လော့တီဟာချဲစီကို2009ခုနှစ်ကတာဝန်ယူခဲ့ရမှာရရောက်ချင်းဘောလုံးရာသီမှာဖလားနှလုံးယူပေးနိုင်ခဲ့ပေမဲ့နောက်ဘောလုံးရာသီမှာတော့ပရီးမီးယားလိဂ်မှာမန်ယူနောက်ဒုတိယနေရာပဲရလို့ယာဒူကနေအထောက်ခံခဲ့ရတာပါ။အန်ဆယ်လော့တီဟာသူဟာ AC မီလန်အသင်းပိုင်ရှင်ဟောင်းအီတလီဝင်ကြီးချုပ်ဖြစ်လဲတာဝန်ယူခဲ့တဲ့ဘာလူစကိုနီ PSG အသင်းပိုင်ရှင်လိုမျိုးအချမ်းသာဆုံးလူတစ်ယောက်ဖြစ်တဲ့ Next Saer Khilafi ဖြစ်ချင်တာတွေပဲလုပ်တဲ့ Real Madrid ဥက္ကဋ္ဌ Florian Tino Pires တို့နဲ့လက်တွဲအလုပ်လုပ်ခဲ့ဖူးပေမဲ့ အီဗရာမိုဗစ်ကအသင်းအောင်မြင်ဖို့အတွက်လိုချင်တဲ့နေရာမှာပြတ်သားလွတ်လဲ့သူဖြစ်တယ်လို့ထည့်သွင်းရေးသားခဲ့တာပါအီဗရာမိုဗစ်ဟာလီဂျင်ရင်ကွင်းကိုမနက်တိုင်းလာတာများသလိုအသင်းသားတွေကိုလည်းအသေးစိတ်အကဲခတ်တတ်တဲ့အပြင်သူ့ကိုလည်းချန်ပီယံလိဂ်ဖလားမရရင်ယာရုကနေထုတ်မယ်လို့မကြာခဏပြောခဲ့တယ်လို့အောင်မြင်မှုမရတာနဲ့ယာရုကထုတ်ခဲ့တာဖြစ်တယ်လို့လည်းအန်ဆယ်လော်တီကထည့်သွင်းရေးသားခဲ့ပါတယ်အန်ဆယ်လော်တီရဲ့ရေးသားချက်တွေအရအီဗရာမိုဗစ်ဟာ ချဲစီကိုဘလောက်တောင်အောင်မြင်ခြင်းစိတ်မြင့်မားခဲ့လဲဆိုတာကိုပို့ပြီးတော့မြင်ခဲ့ရတယ်လို့ပြောရတော့မှာပဲဖြစ်ပါတယ်ခင်ဗျာနောက်ထပ်30ကမ္ဘာဖလားပြိုင်ပွဲမှာပြိုင်ပွဲဝင်အသင်း64တင်းအထိတိုးချဲ့ဖို့စီစဉ်နေတဲ့သတင်းကိုနောက်ဆုံးအနေနဲ့တင်ဆက်ပေးပါမယ်။နောက်ထပ်30ပြည့်နှစ်မှာကစားမယ့်ကမ္ဘာဖလားဘောလုံးပြိုင်ပွဲမှာပြိုင်ပွဲဝင်အသင်းရေအတွက်ကိုတော့64တင်းအထိကိုတိုးချဲ့ဖို့ကမ္ဘာဘောလုံးဖွဲ့ချုပ်ကစီစဉ်နေပါပြီ။ကမ္ဘာဘောလုံးဖွဲ့ချုပ်ဥက္ကဋ္ဌ Infantino က နိုင်ငံ6နိုင်ငံမှာကျင်းပမယ်။2030ကမ္ဘာဖလားပြိုင်ပွဲမှာပြိုင်ပွဲဝင်အသင်း64သင်းအထိပါဝင်ခွင့်ရမယ့်ပြိုင်ပွဲဖြစ်အောင်စီစဉ်သွားမယ်လို့ပြောကြားခဲ့တာပါ။2026ခုနှစ်မှာကျင်းပမယ့်ကမ္ဘာဖလားပြိုင်ပွဲမှာလည်းအရင်ကပြိုင်ပွဲဝင်အသင်း32သင်းပါဝင်တဲ့စနစ်ကနေပြိုင်ပွဲဝင်အသင်း48သင်းပါဝင်တဲ့ပြိုင်ပွဲအဖြစ်ပြောင်းလဲကျင်းပသွားမှာပါ။2030ကမ္ဘာဖလားပြိုင်ပွဲကိုတော့ပါရာဂွေး၊ဥရုဂွေး၊အာဂျင်တီးနား၊စပိန်၊ပေါ်တူဂီနဲ့မော်ရိုကိုတို့ကအရှင်နေအဖြစ်နဲ့လက်ခံကျင်းပသွားမှာဖြစ်ပါတယ်။ ပါရာဂွေးဥရုဂွေးနဲ့အာဂျင်တီးနားတို့ကအင်ရှင်တွေအနေနဲ့ပထမဆုံးပွဲစဉ်တပွဲစီကိုလက်ခံကျင်းပသွားမှာဖြစ်ပြီးကြံပွဲစဉ်တွေကိုတော့စပိန်ပေါ်တူဂီနဲ့မော်ရိုကိုနိုင်ငံတွေမှာကျင်းပသွားမှာပါဘောလုံးပွဲကိုတော့စပိန်နိုင်ငံမက်ဒရစ်မြို့မှာကျင်းပသွားမှာဖြစ်ပါတယ်။အသင်းကြီးအတွက်တိုးချဲ့တဲ့ကမ္ဘာဖလားပြိုင်ပွဲတွေဟာအကျိတ်နယ်ဖြစ်မှုညော့နေလာတယ်ဆိုတဲ့ဝေဖန်မှုတွေလည်းရင်ဆိုင်နေရတာပါ။တဖြည်းဖြည်းနဲ့ငွေရှာပိုကျန်းလာတယ်လို့လည်းဝေဖန်ခံနေရတဲ့ကမ္ဘာဘောလုံးအဖွဲ့ချုပ်ကတော့ပြိုင်ပွဲဝင်အသင်း64အထိကိုတိုးချဲ့ဖို့ရည်ရွယ်နေတာရဲ့နောက်ကွယ်မှာ ငွေရှာဖို့ရည်ရွယ်ချက်ကလည်းပါဝင်နေမှာတော့အသေးချပဲလို့ပြောရင်းနဲ့ဒီကနေ့အတွက်ကျွန်တော်တို့ဘာမခေရဲ့သတင်းသစ္စာမှုကဒီလောက်ပါပဲဒီကနေ့အတွက်နောက်ဆုံးရသတင်းတွေကိုကျွန်တော်တို့ဘာမခေကနေပြီးညီကိုတို့အားလုံးအတွက်ကိုအခုလိုစူးစိပြီးတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ဒီပေါ်မှာညီကိုရဲ့ထင်မြင်ယူဆချက်တွေကိုလည်းကျွန်တော်တို့ဘာမခေရဲ့ဗီဒီယိုလေးတွေအောက်မှာ comment လေးတွေပေးသွားနိုင်ပါတယ်ကျွန်တော်တို့ဘာမခေရဲ့ဗီဒီယိုတွေကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ညီကိုတို့အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ